ဘာမကြီးနာမည်ဘယ်လိုခေါ်လဲတပည့်တော်နာမည်မဆုပင်လောင်အောင်ပါဗျာမဆုပင်လောင်အောင်ပါဗျာမဆုပင်လောင်တမဗျာဇာတိရဘယ်ရလဲတပည့်တော်ကတာမျိုးရပါဗျာကတာလောက်ကဘာလို့လဲတပည့်တော်အယောင်းဝယ်ပဲလောက်ပါတယ်ဗျာဟုတ်ပြီကျမ်းပါရရောဘယ်လိုရှိလဲအဲတပည့်တော်ကျမ်းမကြီးက2017မှာတပည့်တော်အသေးဝေဒနာကိုခံစားရပါတယ်ဗျာအသေးဝေဒနာဆိုတာဘယ်လိုလဲအသေးစိပိုးဖြစ်ပါတယ်ဗျာဟုတ်ဟုတ်ပြီ ဲ့တော့ကိုကြီးတို့ရှိမှတရားလာကျင့်မှုလေတမဖေဟိုအတကျင့်မှုလေတပြီးတော့နှစ်ကျင့်ပါဖေဟောပထမလူသစ္စာရဲ့ချောတိုင်းတမဖေအဲ့တော့တရားစကံဝင်တော့တရားအထုတ်မှုနဲ့ကျမ်းမာရေးနဲ့ထူးခြားမှုရှိလားရှိပါတယ်ဖေအဲ့တော့သဘောယောဂအချိန်ကြီးခံစားထားမှုယောဂရဲ့စင်တန်းနဲ့တရားကျင့်လာတဲ့အခါမှာတရားအထုတ်မှုကြောင့် ကျမ်းမာရေးကောင်းလာဖို့ဘလို့ထူးခြားမှုတွေအစဉ်အစဉ်ဖြစ်လာတယ်ဆိုတာရောက်ပါတယ်။တမဖေရတပည့်တော်က2017မှာအစီပိုးစတွေ့ပါတယ်ဖေရအဲတဲဝင်တယ်။တပည့်တော်အဲမှာအစီဖုံးသွားပါတယ်ဖေရ။တပည့်တော်ဆေးကုလာတဲ့တက်တန်းတစ်ချောင်းမှာဒီမြန်မာနိုင်ငံမှာတကယ်ကိုဒေါက်တာခင်မောင်ဝင်းတို့ရှိမှလည်းတပည့်တော်ဆေးကုပါတယ်ဖေရ။ငိမ့်ဆေးကမ်းမှာလည်းတပည့်တော်ဒေါက်တာဦးခင်မောင်ညွန့်နဲ့နဲ့ဆေးကုပါတယ်ဖေရ။အဲထုကုဆရာဝန်ကြီးပါပဲဖေရ။ တပီတော့ဒီတရန်တလျှောက်မှာတပီတော့ဈေးကူးခဲ့ရပေမဲ့လည်းတပီတော့ဝေဒနာတက်တာတယ်ဝေဒနာပြောက်ကင်းနေဆိုတာမရှိခဲ့ပါဘူးခင်ဗျာချာမြန်မာဆရာတွေနဲ့ရောကူလားမြန်မာဆရာနဲ့တော့မကူပါဘူးခင်ဗျာမိုးကောင်းကြောင်းတိုက်ကဆရာရကနာပါလာဈေးခန်းမှာလည်းတပီတော့ဈေးကူးခဲ့ပါတယ်ခင်ဗျာအဲ့ဒါက အင်္ဂလိပ်တိုင်းအင်္ဂလိပ်ဆေးပါဗျာဆေးဟုတ်ပြီတင်ပါဗျာအင်္ဂလိပ်ဆေးပါပဲဗျာတပည့်တော်ပိုသက်ဆေးလည်းစားခဲ့ရပါတယ်ဗျာပိုသက်ဆေး6လ3လနဲ့ချိန်လည်းစားခဲ့ရပါတယ်ဗျာတပည့်တော်ယောဂဝေဒနာမတက်တာခဲ့ပါဘူးဗျာတပည့်တော်မျိုးကဝေဒနာမတက်တာတဲ့အခါကျတော့ဒီတရားကိုအထုတ်ဖို့တပည့်တော်ကစိတ်ကထက်သန်လာပါတယ်ဗျာအဲဒီနောက်ဆုံးတပည့်တော်ဒီ2018မှာဒေါက်တာဇာနေစင်နဲ့တပည့်တော်ဆေးပြန်ကူဖို့အတွက် ပြန်ပြခဲ့ပါတယ်ဖေဟာဟုတ်ကဲ့ဇန်နီစီကလည်းမန္တလေးကအသက်ဆရာဝန်မှာပဲဖေဟာတပီတော်ဆေးပြန်ကူရတဲ့အချိန်မှာတပီတော်ရဲ့ဆေးမှတ်တမ်းတွေကိုကြည့်တဲ့အခါကျတော့ဆရာကတပီတော်ကိုဆေးမကူချင်တော့ပါဘူးဖေဟာဆေးဆေးကအဆိုးဆုံးချိန်တွေရတော့တပီတော်ရဲ့အသေးကသုံးပုံပေါ်ရင်နှစ်ပုံ၆သွားပါပြီဖေဟာ နှပုံချောက်သွားတဲ့အတွက်နောက်ဆရာကအရင်ဆရာဝန်တွေကလည်းတကယ်ကိုပြမပြမတကယ်နာမည်ကြီးတဲ့ဆရာဝန်တွေကိုလည်းပြခဲ့တာဆိုတော့ဆရာကြီးကနောက်ဒီတပည့်တော်ရဲ့စစ်မှတ်တမ်းအားလုံးကိုကြည့်ရှုခဲ့ပါတယ်ခင်ဗျာတပည့်တော်စစ်မှတ်တမ်းအားလုံးကြည့်ရှုခဲ့တဲ့အခါကျတော့တပည့်တော်တို့ဆရာကတလဆေးပဲပေးကြည့်မယ်လို့ပြောပါတယ်ခင်ဗျာအဲမဆရာကတပည့်တော်ဒီတလဆေးမပေးခင်တော့သူကသူတပည့်တော်အလွန်ဆုံးနေရာ၃နှစ်ပဲလို့ တပီတော်ပြောခဲ့ပါတယ်ဖေဟာပြောခဲ့တဲ့အခါကျတော့တပီတော်ဟာဒီတလားကိုသူသူကစေကုဇနဆနာရှိရယ်ဆိုရင်စေကုပြမဆိုတလားကိုသူစမ်းကြည့်မယ်လို့ပြောပါတယ်ဖေဟာတပီတော်တလားစေးစမ်းတဲ့အချိန်မှာနေထိုင်တာအရင်ဆရာဝန်တွေနဲ့မတူဘဲနဲ့တပီတော်အစားအသောက်နေထိုင်အကုန်လုံးကိုဆရာဝန်ကဆန်သက်ခဲ့ပါတယ်ဖေဟာသူဆရာဝန်ညွန်ကြားထားတဲ့အတိုင်းလဲတပီတော်နေထိုင်ခဲ့ပါတယ်ဖေဟာအဲ့မဲ့တပီတော်ရကျမကြီးကအားရမှု မရှိခဲ့ပါဘူးခင်ဗျာတပိတော့ဒီဆရာတော်ကြီးတို့2018ဝါဇုဦးတရားစခန်းမှာ ကောလင်းရယောဂီရဲ့အပင်မှုနဲ့တပိတော့တရားလာအထုတ်ပါတယ်ခင်ဗျာဆရာဝန်ပေးထားတဲ့ဂျူရိတ်တလအတွင်းမှာတပိတော့တရားစခန်းကိုရောက်ခဲ့ရပါတယ်ခင်ဗျာရောက်ခဲ့တဲ့အချိန်မှာတပိတော့ရဲ့စိတ်ကဟိုဒီအွန်လိုင်းတန်းကိုမသွားဖို့အတွက်တပိတော့ဝိုင်းတားကြပါတယ်ခင်ဗျာ ဒီရော်ရဲ့ကျမရဲ့အခြေအနေနဲ့ဆရာတော်ကြီးတို့ရှိမှအထောက်အရာအရန်ပြင်းထန်တဲ့အတွက်ဒီရော်ဘယ်သူမှ အားမပေးပါဘူးခင်ဗျာဒီရော်ကတော့ကိုတည်ရမယ့်အတူတူမနေရမယ့်အတူတူကတော့ဒီရော်ဒီတရားကိုပဲလာအထောက်ချက်မှာတယ်ခင်ဗျာရိတ်တမသေးခြင်းလဲတည်သွားပါစေဆိုတော့စိတ်နဲ့ဒီရော်လာခဲ့တာပါခင်ဗျာဒီရော်ရဲ့အမေကစိတ်မချလို့ကိုတရားအာမထုတ်နိုင်မဲ့တော့ဒီရော်ရဲ့အနောက်ကိုလိုက်ခဲ့ရပါတယ်ခင်ဗျာ အမေပါရောပြီးအထုတ်ခဲ့ရပါတယ်ခင်ဗျာတပည့်တော်ရဲ့အမေကဒီမဟာပလင်ကိုချိတ်တဲ့နေရာမှာတပည့်တော်ကိုထမ်းထုတ်ခဲ့ရမယ်လို့ကိုသူကထွေးထားပါတယ်ခင်ဗျာအဲ့တော့ကိုပါအားနေကြာပြီးတော့အစားတော့တွေလည်းပြည့်နေလားတက်ပါဗျာအဲ့တော့အိုင်းနေချီနေပြီးတော့ပိန်ချုံနေတော့တက်ပါဗျာတပည့်တော်ဒီယောဂီတွေမြင်ဘူးပါတယ်ဗျာဟိုတပည့်တော်ရဲ့ကျမရဲ့အချိန်တွေကဘလို့မကို မကောင်းပါဘူးဗျာတပီတော့ဒီတရားအိုင်ရှင်ဖျားတို့ဒီစခန်းမှာဝင်နေတဲ့တန်လာကိုတပီတော့ဆေးကန်းကိုတွားခဲ့ရပါတယ်ဗျာအဲအထောက်ရတဲ့အချိန်မှာအမေကမဟာပလင်ချိန်တဲ့အချိန်မှာတပီတော့ဟိုထန်းထုတ်ခဲ့ရမှာအဲ့လိုမျိုးဘယ်လိုဖြစ်မလဲဆိုတော့အမေကဒီစိတ်နဲ့ပဲတပီတော့နောက်ကို အာထုတ်တာနေရတပီတော့နားမကိုတူတူအာမထုတ်ပါဘူးဗျာအဲတပီတော့ကကြတော့လေကိုတရားမဲ့တူတူတော့ဒီတရားနဲ့တရားတာ ကောင်းဆုံးပဲဆိုပြီးတော့တတိတော်ကတော့ကြိုးစားပြီးတော့အားထုတ်ခဲ့ရပါတယ်ခင်ဗျာတလအတွင်းဆရာဝန်ကတလပဲတတိတော်ကိုစံသက်ကြည့်မယ်တလပြည့်လို့တတိတော်ရဲ့ကျမ်းမာရေးအခြေအနေကသူထင်ထားသလောက်မတိုးတက်ဘူးဆိုရင်တတိတော်ကိုဘယ်မှာမှဆေးမကူပါနဲ့တော့လို့ဆရာဝန်ကကြိုတင်ပြောထားပြီးသားပါခင်ဗျာဘယ်နိုင်ငံဝန်မှလည်းမတော်ပါနဲ့ဟိုဘယ်ဆရာဝန်နဲ့မှလည်းမပြပါနဲ့တော့ပေါ့လေဒီ သူမမရဘူးဆိုရင်ဘယ်ဟိုမှမသွားနဲ့တော့ပတ်စံကုန်တာပဲရှိမယ်နိုင်ငံညာလည်းမသွားပါနဲ့နောက်ဒီနောက်ဆုံးဒီတရားနဲ့ပဲနေလိုက်ပါလို့ဆရာဝန်ကတပည့်တော်ကြိုတင်ပြောထားပြီးသားပါဗျာတပည့်တော်ဒီမဟာပလင်ချိန်တဲ့အချိန်မှာတပည့်တော်ဘဝင်ရှင်းရှင်းကြသွားတဲ့ဒီတပည့်တော်အားထုတ်နိုင်ခဲ့ပါတယ်ဗျာအဲ့လိုဘဝင်ရှင်းရှင်းကြသွားတော့အဲ့ကြပြီးတဲ့အချိန်မှာမိမိစိတ်ကဘယ်လိုကြောင်းလဲ တပည့်တော်ရဲ့စိတ်ထဲမှာအယံကိုအေးချမ်းပြီးတော့ခန္ဓာကိုယ်ကအယံကို ပော့ပါတဲ့အတွက်တပည့်တော်ရဲ့စိတ်ထဲမှာပို့ပို့ပွားပွားလဲဖြစ်တယ်။အရင်တန်းမှာဟိုအယံတပည့်တော်ရဲ့ခန္ဓာမှာနေရာအနံ့အပြားနာနေတာအောက်နေတာ ီလိုမျိုးတွေကအများကြီးခံစားရပါတယ်ဗျာတပီတော့ပလက်လက်ကြိုင်မအိနိုင်သလိုစောင်းပြီးတော့လည်းလည်းကြိုင်မအိနိုင်ပါဘူးဗျာတပီတော့ထိုင်လဲကြိုင်မထိုင်နိုင်ပါဘူးဗျာဒီကြောင်ကပလက်ကလက်ထိုင်အားစထိုင်ခွင့်မပေးထားပါဘူးဗျာတပီတော့မထိုင်နိုင်ပါဘူးဒီမဟာပလင်ချိတ်ပြီးတဲ့အချိန်မှာ9နာရီပါဗျာမဟာပလင်9နာရီချိတ်တယ်မှာဗျာတပီတော့9နာရီမဟာပလင်ချိတ်တဲ့အချိန်မှာ တပီတော့ဘုံဝင်ရှင်းရှင်းကြားသွားတဲ့အချိန်မှာတပီတော့ခန္ဓာကိုယ်ကအယံကိုပော့ပါပြီးတော့ဝေဒနာတွေလည်းအယံတက်တာပြီးစိတ်ကောလူရောကိုပော့ပော့ပါပါလန်းလန်းဆန်းဆန်းဖြစ်ပြီးတော့တပီတော့ကိုကိုကိုလည်းကျင်နိုင်ခဲ့ရပါတယ်ဗျာတပီတော့ဒီကနေ့ပြန်သွားတဲ့အခါကျတော့ဆရာဝန်ရှိကိုစေကန်တန်းသွားပါတယ်ဗျာစေကန်တန်းသွားတဲ့အချိန်မှာဆရာဝန်ကတပီတော့စေမစေရသေးဘူးလူလေးမျက်နာနဲ့ဘာလုပ်ခဲ့တယ်လဲလို့မေးပါတယ်ဗျာအတပီတော့ဟာတရားစခန်းဝင်ပြီးမှ ပြန်လာတာပါလို့တပည့်တော်ဆရာကိုပြောခဲ့ပါတယ်။ဆရာကတရားစခန်းပင်နေရတော့ဝင်ခဲ့ရတယ်။တပည့်တော်ဆရာရဲ့ဝင်ခဲ့ပါတယ်။ပေါ့လေဒီမဟာပလင်ချိတ်ခဲ့ရပါတယ်။ဒါဆိုရင်ညနေစာလည်းမစားခဲ့ရဘူးပေါ့။တပည့်တော်မေးပါတယ်ဖေဟာတင်မညနေစာမစားရတဲ့အကျိုးကျေးဇူးကကောင်းတာလားတရားအားထုတ်တဲ့ကျေးဇူးကကောင်းတာလားလို့မေးပါတယ်ဖေဟာ။တပည့်တော်ကနေပြီးမှဟိုနှစ်ခုလုံးကောင်းပါတယ်လို့ပဲပြောခဲ့ပါတယ်ဗျာ။ဆရာဟောကတပည့်တော်ကိုကြည့်ပြီးမှသူ့ ဟိုအသားရေကအစကြည်လင်လာတဲ့အတွက်သူတအားတော်လည်းဖြစ်ခဲ့ရပါတယ်တပည့်တော်ကိုချက်ချင်းပဲစေးတလားပြည့်ရဲ့အချိန်စေးပြန်စစ်မယ်ဆိုတပည့်တော်ကိုစေးပြန်စစ်ပါတယ်ဖေဟာစေးပြန်စစ်တဲ့အချိန်မှာတပည့်တော်ရဲ့အသင်းအင်ဆိုင်ကတစ်ခုကပုံမှန်ပြန်ဖြစ်နေပါတယ်ဖေဟာအေးပြန်ကောင်းလာတယ်မှာဖေဟာဘုသဘာဝတိုင်းပြန်ဖြစ်လာတယ်မှာဖေဟာတစ်ခုကတပည့်တော်ပုံမှန်လေးပြန်ဖြစ်လာပါတယ်ဖေဟာပြန်ဖြစ်လာတဲ့အခါကျတော့ तू ကအရန်ကို ဟိုဆရာဝန်ကအရန်ကိုအံ့ဩပြီးတော့တရားရဲ့အကျိုးကျေးဇူးကသိကောင်းတာပဲလို့တပည့်တော်မှတ်ချက်ပေးခဲ့ပါတယ်ဗျာအဲ့တော့ तू ကဝန်တာလိုက်ပါပေါ့လေ तू ပို့သက်စေကြွေးပါတော့မယ်ပေါ့တပည့်တော်ပို့သက်စေစားဖို့အတွက်စေကြွေးဖို့အတွက်ကိုဆရာကစေစားကြွေးပါတယ်ဗျာတပည့်တော် तू အာမခံပြီးကုပါမယ်လို့တပည့်တော်ပြောခဲ့ပါတယ်ဗျာရောက်တော့မယ်ပေါ့တင်ပါဗျာတပည့်တော်ဒီနလာပိုင်းအချောတက် ဒီမှာပြန်ဝင်มาတယ်ဖေဟာနှစ်လပိုင်းအချော်တက်ဝင်နေတဲ့အချိန်မှာတပည့်တော်ရဲ့ဆေးကနောက်ဆုံး6လပြည့်ကနေပါပြီဖေဟာတပည့်တော်ဒီတရားစခန်းထွက်တာနဲ့ဆေးပြန်ဆေးရမယ့်အချိန်နဲ့ကွက်တိဖြစ်ပါတယ်ဖေဟာတပည့်တော်ပိုသက်စေစားရတဲ့ဒုတိယအတုပ်ဒီအချော်တက်ဝင်တဲ့အချိန်မှာတပည့်တော်ပိုသက်စေစားရတဲ့အတွက်ခန္ဓာကိုယ်ကတော့နှုံးပါတယ်ဖေဟာကိုသက်စီအမှန်တန်ပြင်းအရန်ပြင်းပါတယ်ဖေဟာတင်ပါဖေဟာတပည့်တော်ဟိုဒီမှာ ညနေဟိုစေးစားရတဲ့အချိန်လဲတတိထားရပါတယ်ဖျားစူးစမ်းပြီးတော့လဲအထုတ်ရပါတယ်ဖျားဒုတိယတစ်ချိန်မဟာပလင်တင်တဲ့အချိန်မှာလဲဒီတော့ကောင်းကောင်းမွန်မွန်တရားဟုတ်ငါးနိုင်ရပါဖျားဒီတော့ငါးနိုင်နှစ်ချိန်ရှုမှတ်နိုင်ပါတယ်ဖျားခန္ဓာကိုယ်မှာ ပေါ်ပေါ်ပါပါဖြစ်တဲ့အထိကိုဒီတော့ရှုမှတ်နိုင်ခဲ့ပါတယ်ဖျားရှုမှတ်နိုင်တဲ့အခါကျတော့ဒီတော့ဆရာတော်ဒီတရားစခန်းနေထွက်တဲ့အချိန်တုန်းကဒီတော့ရဲ့ ကနာကိုအသားရည်တစ်ခုလုံးကအယံကိုဝါထိန်နေပါတယ်ဗျာတပီတော့ဒီအချောတက်ဝင်တာလဲယောဂီတွေကတပီတော့အသက်ရှင်မယ်လို့တောင်းမှမချက်ပေးကြပါရယ်ဗျာသူတို့တပီတော့အခု တွေးတဲ့အချိန်မှဒီလိုမျိုးတွေးရလိမ့်မယ်လို့မမျော်လင့်ထားဘူးဟိုကောလင်းကယောဂီဖဘွားတင်ဆိုရင်ဘောလေငါနီကိုဘယ်နေသိမ့်မလဲလို့ပဲ ရှိပါအောင်မလားလို့ကိုတွေးမိပါတယ်ဗျာတပီတော့ဓာတ်ပုံကယောကောလင်းကယောဂီနဲ့တပီတော့ဓာတ်ပုံတူတူရိုက်တဲ့ချိန်မှာတပီတော့ရဲ့ခန္ဓာကိုယ်ကဝါထိန်နေတာကိုဓာတ်ပုံနဲ့မှကိုထင်ထင်ရှားရှားတွေ့ရပါတယ်ဗျာအဲ့ဓာတ်ပုံလေးလေလို့ဒီမှာတင်ပါဗျာတပီတော့မှရှိပါတယ်ဗျာအရန်ကိုဝါထိန်နေတဲ့ခါကျတူတပီတော့ရဲ့မျက်လုံးအသားရည်လိုအကုန်လုံးကိုအကုန်ကန်ထွက်လာတဲ့သဘောပါဗျာတပီတော့ဒီ၆လပြည့်တဲ့အချိန်မဟာပလင်ကို၅နိုင်၂ချိန်လုံးကိုလည်းတပီတော့ချိန်ပါတယ်ဗျာ ။မကြိမ်လုံးချိန်တဲ့ချိန်မှာတော့တပည့်တော်ရဲ့ပေါ့ပေါ့ပါပါကိုချိန်နိုင်ပါတယ်ဖေ။အော်ဒီတော့အမေကတပည့်တော်ဒုတိယဒီ9နာရီနှစ်ချိန်ဖြစ်တဲ့အတွက်တပည့်တော်မသွားဘူးလေတားကြပါတယ်ဖေ။တပည့်တော်ကနေပြီးမှဟိုပထမတစ်ချိန်လုံးကအောင်မြင်ခဲ့တဲ့ကိုယ့်ရဲ့ကျမ်းမာရေးကလည်းအောင်မြင်ခဲ့တဲ့အတွက်တပည့်တော်ကအရန်ကိုတရာတရားဖြစ်ခဲ့ရပါတယ်ဖေ။6လပြည့်လို့ တရားစခန်းအထွက်တော်တပည့်တော်စေကံပပြပါရယ်ဖေဟာဆရာဝန်ကမေးပါတယ်ဘာလုပ်ခဲ့တယ်လဲလို့ထပ်မေးပါရယ်ဖေဟာတပည့်တော်ကိုထပ်မေးတဲ့အခါကျတော့တပည့်တော်ကအခုတရားစခန်းအထွက်ခဲ့တာပါလို့ဖြေပါတရားစခန်းခဏခဏဝင်သလားလို့မေးပါရယ်ဖေဟာတပည့်တော်ကတရားစခန်းတော့ခဏခဏမဝင်ဘူးဒီဟာနလပိုင်းအခုဝင်ပြီးဆယ်ရက်ဝင်ပြီးပြန်လာတာပါလို့ တပီတော့ပြောပါတယ်ဖေ။အဲ့မှာသူကပိုတက်စီလဲ6လပြေးပြီ အားဆိုရင်အကုန်မက်ဒီကယ်ချက်အကုန်ပြန်လုပ်မယ်တပီတော့အစားဆုံးပြန်စစ်ပါတယ်ဖေ။ပြန်စစ်တဲ့အချိန်မှာဆရာဝန်တပီတော့ဟိုအရန်ကိုဆရာလဲဝမ်းသာတယ်လို့တပီတော့လဲအရန်ဝမ်းသာတပီတော့ရဲ့အသေးကပုံမှန်အကုန်လုံးကောင်းလာပါတယ်ဖေ။တကယ်ကောင်းသွားတယ်မှာဖေ။တော်အကုန်လုံးတဲ့ကောင်းလာတဲ့ကတပီတော့အခုအားစီလေးပဲစားရပါတယ်ဖေ။ ။တပီတော့ဒီတရားအားထုတ်ပြီးရဲ့နော်ဆရာဝန်ကတပီတော့ဆရာဝန်ကပြောပါတယ်ဗျာ။ဒီလောက်အကောင်းနဲ့အပြည့်ထွက်မယ်လို့သူလုံးဝမထင်တော့ဘူးဗျာ။မမျော်လင့်ပါဘူးဗျာ။တပီတော်ရဲ့အရင်ပြခဲ့တဲ့ဆေးတွေကနောက်ဆုံးဆေးတွေကြီးပဲတောက်ခဲ့ရတဲ့အစင်တွေဖြစ်ခဲ့တော့ဆရာဝန်ကသူစေကူကတော့အားမရှိခဲ့ဘူးလို့တပီတော်ပြောခဲ့ပါတယ်ဗျာ။ အခုတပြီးတော့ဒီအချော်တက်ဝင်ပြီးတဲ့အခုချိန်မှာတပြီးတော့ကျမရဲ့အရန်ကိုကောင်းတယ်လို့အရန်လည်းနေလို့ထိုင်လို့ကောင်းတယ်လို့အကုန်လုံးအဆင်ပြေလာပါတယ်ခင်ဗျာခုတော့အသေး၆တဲ့ယောဂစီဖို့ပေါ့တင်ပါဗျာတပြီးတော့အသေး၆တဲ့ဟာအသေးက၃ပုံ၂ပုံ၆တော့တပြီးတော့ဟာ86ဖို့ပဲရှိရင်ကင်ဆာဖြစ်မယ်လို့ဆရာဟောပြောပြသားပါဗျာတင်ပါဗျာခုတော့ ရမ်းပါကြီးလည်းလုံးဝကောင်းသွားပြီတင်ပါဗျာတော့ယောဂီရဲ့ယောဂအခြေအနေနဲ့တရားကျင့်နေတာနဲ့ပေါင်ဝင်ကျင်နဲ့စီးပညာနဲ့ခြုံငုံပြီးသုံးသပ်ကြည့်ကြတာပေါ့တင်ပါဗျာလူတွေကတရားအထုတ်မယ်ဆိုရင်အကျမ်းနဲ့ကြားတယ်မသွားနဲ့လို့တားကြတင်ပါဗျာအဲဒီတော့ဒီအကျမ်းမကြီးကလည်းဒီလောက်တော်တော်ဆိုးွားနေတဲ့အချိန်မှာ တုံတောင်လူယုံွယ်တဲ့ပုဂ္ဂိုလ်များဆိုရင်လာကြည့်မှာမဟုတ်တော့တင်ပါဗျာအဲ့လိုဆိုရင်အသက်ရှင်မှာတော့မရှင်ပါဘူးဗျာဒါဆုံးရှုံးမှုတင်ပါဗျာအဲ့တော့ဓာတ်တဲ့ပုဂ္ဂိုလ်တွေကဓာတ်ကြတယ်တချို့ကြီးယောဂမဟုတ်ဘဲနဲ့ကောင်းတဲ့လူတော်မှာဟဲ့သိင်းသွားမထုတ်နဲ့ကြမ်းနေတင်ပါဗျာအဲ့လိုသွားမထုတ်ဘူးဓာတ်ကြတယ်တင်ပါဗျာအဲ့လိုဓာတ်ကြတဲ့အကြောင်းကြီးက တရားဆက်လာတယ်လဲဆိုတော့တရားကျင့်တယ်ဆိုတာဒုက္ခဝေဒနာမှာစိတ်ထဲမှာရှိတဲ့ဒေါသကိလေသာတွေတတ်ဖို့ဝါကြတယ်လို့မသိပဲနဲ့တမပါဘုရားကျမ်းနဲ့ကြာကြာထိုင်တာပြင်းထန်နေဆိုတဲ့အသည့်ပဲသိတော့တမပါဘုရားသူတော်ကောင်းတို့အသည့်မဟုတ်ဘူးတမပါဘုရားသူတော်ကောင်းတို့ကတော့မဟာပလင်ကျင့်တယ်ဆိုတာက စိတ်ထဲမှာရှိတဲ့ကိလေသာကိုပေါ်ထုတ်တာတင်ပါဗျာသက်သက်ကြီးကျင်းစေတာမဟုတ်ဘူးတင်ပါဗျာအဲ့တော့စိတ်ထဲမှာရှိတဲ့ကိလေသာကိုတတ်ချင်လို့မဟာပလင်ကြီးခွေတာကိုအကြောင်းခံတယ်လို့မသိပဲနဲ့တင်ပါဝေဒနာကြီးပြင်းထန်ခံပြီးတက်သက်ပြီးခိုင်းနေဒုက္ခခံခိုင်းနေဆိုကြမ်းနေတရားမဟုတ်ဘူးအဲ့ဒီလို၆လန့်ပြောဆိုတဲ့ပုဂ္ဂိုလ်တွေကြောင့်တင်ပါဗျာဆုံးရှုံးနေတာတဲ့ ယုံလွယ်တဲ့ပုဂ္ဂိုလ်ညံနေတဲ့ပုဂ္ဂိုလ်တွေကယုံလွယ်ပြီးတော့မသွားကြဘူးတပါဗျာအဲ့တော့မသွားတဲ့ပုဂ္ဂိုလ်လည်းတရားမရဘူးတားတဲ့ပုဂ္ဂိုလ်လည်းအကုသများတယ်တမဗျာအခုညီကိုယ်တိုင်တားတဲ့ကြားတဲ့ရဦးသိလို့ရှိတရားကျင့်သေးသေးပါစီဆိုတဲ့စိတ်တမဗျာတရားမကျင့်လည်းသေပါပဲတမဗျာလောကကြီးမှာတရားမကျင့်မနဲ့သေတဲ့လူကြီးပဲတမဗျာသေတဲ့လူအများကြီးပဲတမဗျာ သိရင်သိတရားကြည့်ရင်သိတာမြတ်တာတဲ့မှာဗျာအဲ့ဒီလိုလက်မတွေ့ဘဲနဲ့သူတွေကကာမဂုဏ်နဲ့ဒါသိရင်သိပြီသွားမယ်လာမယ်လုံးမယ်ခိုင်မယ်တိုက်မယ်ခိုင်မယ်ဒါအဲ့ဒါအားပေးတာတဲ့မှာဗျာတရားနဲ့သိတဲ့အတိမျိုးမချီးမွမ်းကြဘူးတဲ့မှာဗျာအဲ့ဒါဦးဇင်းဘုရားဘာသာရေးအတိတရားခေါင်းပေါင်းမှုနဲ့ရှိတန်းကနေပြီးတော့ကြာကြာထိုင်တာတရားမဟုတ်ဘူးကြီးထိုင်တာတရားမဟုတ်ဘူးဝေးထိုင်တာတရားမဟုတ်ဘူးဆိုတော့ဖြတ်တဲ့ပုံပုံကြီးကြောင့် တက်ပါဗျာသုသာသနာတော်ကြီးကအယောင်ခတ်မဲ့ဟာအယောင်ကြီးမင်းတက်ပါဗျာလွံ့မြောက်မဲ့ပုံပေါ်တွေကမလွံ့မြောက်တော့တက်ပါဗျာအဲ့ဒါတစ်ချက်ဤသရာပေါ့တက်ပါဗျာဒီသေးပါစေတရားနဲ့သိမယ်ဆိုရဲသရာတက်ပါဗျာမြတ်စွာဘုရားသရာရှိဖို့ပဲခေါ်ပါတယ်တက်ပါယောဂရှိရင်တရားမကျင့်တယ်လို့မဟုတ်ပါဘူးတက်ပါဗျာသရာရှိရမယ်သရာရှိရင်အာထုတ်လို့ရဝိရိယရှိအာထုတ်လို့ရဝိရိယရှိရင်စောင့်ရှောက်မှုတတိရှိစောင့်ရှောက်မှုတတိရှိရင်ဒီရင်မှုတမာတိဖြစ် မြင်မှုတမာတိဖြစ်လို့ရှိရင်ပညာကနေပြီးတော့ကိလေသာကိုတတ်တယ်။တမာ။အဲ့တော့ရုပ်ကြောင့်စိတ်ဖောက်ပြန်တယ်။တမာ။ပြီးကြည့်ပြတော့ယူတယ်။တမာ။စိတ်ကြောင့်လည်းရုပ်ဖောက်ပြန်တယ်။တမာဗျာ။ပညာမညာ။တမာဗျာ။အခုယုတ်ကြီးဖောက်ပြန်တာကိုစိတ်နဲ့ညီပြင်လိုက်တာ။တမာဗျာ။စိတ်နဲ့ပြင်လိုက်တဲ့အခါကျတော့စိတ်ကစိတ်ကြမ်းစရိုက်ကြမ်းဟိုယုတ်ကြမ်းဓာတ်ကြမ်းတွေကိုစိတ်ကြမ်းကပေါ်လို့တော့အဲ့ဒီစိတ်ကြမ်းကိုမက်ကတက်လိုက်တော့ အဲ့ဒီရုပ်ကြမ်းတွေပါချုပ်တယ်ပါဗျာတရားကျင့်ရင်လည်းကျမ်းမာရေးကောင်းတာတွေအများကြီးပဲတယ်ပါဗျာဦးဇင်းတို့မြန်မာကဘုဒ္ဓတာမရှိလို့နိုင်ငံခြားပညာရှင်တွေကဝိပဿနာနဲ့ကျမ်းမာရေးဆိုပြီးတော့လေ့လာတာအလုံးပါနည်းနည်းပါတယ်ပါဗျာဦးဇင်းတို့မြန်မာလူမျိုးကလေ့လာမှုမရှိတဲ့အပြင်ဖြစ်စည်းမှုကများတယ်ပါဗျာစုံစမ်းမှုလည်းမရှိဘူးတင်ပါဗျာဘလို့လဲလူလည်းစုံစမ်းကြည့်လို့မဲမှုလည်းမရှိဘူးလေ အမြင်ချင်းမြောင်းနဲ့ကိုယ်အမြင်နဲ့ကိုယ်ဆုံးဖြတ်သုံးသပ်ပြီးပြောကြတာတင်ပါဗျာဟုတ်ကျင့်တဲ့လူလည်းအကျိုးနဲ့ပါတော့တင်ပါဗျာအခုကြီးတရားကိုဖြောင်းမှမှအားထုတ်လိုက်တော့မသိလို့ရှိရင်ယောဂါတွေနဲ့ပဲစိတ်လောက်ပြင်းထန်တာစားနေရတယ်တင်ပါဗျာတရားနဲ့ပညာနဲ့တဲ့ပုဂ္ဂိုလ်ကတော့အာမဖြစ်နိုင်ဘူးအာတရားအမထုတ်လို့မရနိုင်ဘူးဆိုပြီးစိတ်လျှော့ကြတယ်တင်ပါဗျာဟုတ်ဒါမြန်မာနိုင်ငံမှာတော်တော်များများပဲ တပည့်တော်တရားထုတ်လို့ပါဗျာဘာဖြစ်နေလို့ပါဟိုဟာဖြစ်နေလို့ပါ ਨੇ အကြောင်းပြပြီးအာမထုတ်ကြအောင်တမပါဗျာဒီကံนี้ကျတော့အကြောင်းပြပြီးတော့မသိလို့ရတယ်မရပါဘူးမရဘူးအဲ့ဒါကျတော့ဒီကံนี้အကြောင်းပြလို့မသိလို့မရတာအထက်မှတည်းပဲ ਨੇ တရားကျင့်တာကြမှာနော်ယောဂအကြောင်းပြပြီးတော့လာအာမထုတ်ကြတယ်အဲ့ဒါဘာလို့လဲဆိုတော့သရာတရားဇုပ်လျော့အောင်ကြိုကြာဟောကြားကြတဲ့ပုံပုံတွေကြောင့်တမပါဗျာယောဂဖြစ်လေဘုရားထုတ်အောင်တမပါဗျာဟုတ် အဲ့ဒါကိုအာမပြီးပဲနဲ့ဟာယောဂဖြစ်လို့ပါဆိုပြီးတော့တရားအာမထုတ်ခြင်းမျိုးဆိုအကြောင်းမလို့ဘုရားတရားအာမထုတ်ခြင်းတယ်ပါဗျာယောဂရှိတော့ယောဂအကြောင်းပြပြီးအာမထုတ်ကြအောင်တယ်ပါဗျာဘုပ္ပုတွေဆုံဆုံမသွားဘူးလားဆုံဆုံပါတယ်ဗျာအဲ့ဒါဒီဥဇင်းမြန်မာနိုင်ငံမှာဆုံဆုံတာကြီးအများကြီးတယ်ပါဗျာအဲ့တော့ညီမဟာပလင်ကျင့်တဲ့အခါကျတော့ကြာကြာထိုင်တာတရားမဟုတ်ဘူးပြင်းပြင်းထန်ထန်ထိုင်တာတရားမဟုတ်ဘူးဆိုတာကတရားမဟုတ်ဘူးအကျင့်မှန်မှန်ဘူးလို့ပြောတဲ့ပုဂ္ဂိုလ်ကပြောပြင်မဲ့ အဲ့ဒါကိုညီကယူမဆိုင်ပဲနဲ့ဆရာထံမှာလက်တွေ့နှီးခံပြီးကျင့်လိုက်တဲ့အခါကျတော့အခုလိုပြင်းပြင်းထန်ထန်ထိုင်နေတော့ကောင်းကျိုးတွေရမှာမဟုတ်လားရပါတယ်ခင်ဗျာအေးအဲ့ဒါကိုသူတို့မခံစားရတော့ဥဒုစဉ်အမြင်နဲ့သူပြင်းပြင်းထန်ထန်ထိုင်တာကြီးကိုပဲမနှိမ့်မြုပ်တက်ပါမနာလိုတက်ပါခင်ဗျာနော်အဲ့လိုသူတို့ကမှပြင်းပြင်းထန်ထန်မှအမှတ်ထုတ်ခဲ့ရတယ်တက်ပါခင်ဗျာနော်စာဖတ်ပြီးစာပြောလျှောက်ပြောတော့ ကိုရွေးပြင်းပြင်းထန်ထန်အာမထုတ်ခဲ့ရတာမသိဘူးလေ။မှန်ပါဗျာ။ဟိုဦးဇင်းတို့ကျတော့ကိုရွေးကျင့်ထားတော့ကိုရွေးသိ။မှန်ပါဗျာ။ပြီးတဲ့အခါကျတော့တက်တက်ချင်းကျင်းစရာမဟုတ်ဘူး။စိတ်ထဲမှာရှိတဲ့ကိလေသာပေါ်ဖို့အတွက်မဟာပလင်ကိုအကြောင်းခံပြီးပေါ်ထုတ်တာ။မှန်ပါဗျာ။ပေါ်ထုတ်တော့ညီအိုင်မှာသရာရှိရှိနဲ့အိုင်ချင်းနေပြီးတော့စေးစားနေရတဲ့ပုဂ္ဂိုလ်ဒီကြားထဲမှာညဏ်နေစာလေးချက်ပါသီလာဆောင်ရတော့မစားဘူး။မှန်ပါဗျာ။ဒါပေမဲ့မဟာပလင်ကတနာကိုတတ်လိုက်တဲ့အခါကျတော့ ဒုက္ခនិရောဓသစ္စာဆိုတဲ့ဒုက္ခချုပ်တဲ့ငြိမ်းချမ်းတဲ့ဓာတ်ရာတော့စိတ်ရဲ့ကြည်လင်လန်းစားမှုရမှာဘူးလားရပါတယ်ဖေမြတ်စွာဘုရားကယောဂရလာရင်ဘုဇင်ဘွားလို့ပြောတယ်တင်ပါဘုရားဘုဇင်ဘွားဆိုတာရှောက်ရွံ့နေတာပြောတာမဟုတ်ဘူးတင်ပါဘုရားတတိတံဘုဇင်ဆိုတာမိမိရဲ့ဒုက္ခဝေဒနာမှာဖြစ်လာမဲ့တဏှာဒေါသကိုတတိထားရတာဘွားရမယ်တင်ပါဘုရားဓမ္မဝိဇ္ဇာတံဘုဇင်ယုံနဲ့နာနဲ့တွဲပေါ်လာတဲ့ပုံမှာတဏှာဝင်ပြီးချဲလဲပုံကြီးအဲ့ဒါကိုစင်ញင်သုံးတာ အဲ့တော့ကျတော့တဏှာဝင်မိမိမက်ကတားလိုက်တဲ့ကတော့တဏှာချုပ်တော့ဤစိတ်မှာငြိမ်းချမ်းမှုရမသွားဘူးလားရပါတယ်ရတော့ပီတိတန်ဘောစဉ်အကျင့်တဲ့တက်တာရုပ်ပြီးတက်တာမဟုတ်ဘူးဖတ်ပြီးတက်တာမဟုတ်ဘူးနားပြီးတက်တာမဟုတ်ဘူးအော်ပြီးတက်တာမဟုတ်ဘူးအလုံးနဲ့တက်တာတက်ပါဗျာအဲ့လိုဘောစဉ်ဘောအကယ်၍ယောဂါပြောက်ချင်ဘုဇင်ဘွားဆိုရင် စာပြီးရွတ်နေလို့မမရဘူးတင်ပါဗျာမြတ်စွာဘုရားကအယွတ်သာသနာမဟုတ်ဘူးတင်ပါဗျာအကျင့်ပါတင်ပါဗျာ ပရိယတိဆောင်လို့သာသနာမြေဘုရားတက္ကနာတင်ပါဘုရားတကယ်လက်တွေ့ပုံမှာကျတော့ရွတ်နေလို့မရဘူးကျင့်မှရပါတင်ပါဘုရားအဲ့တော့ညီလက်တွေ့ကျင့်လိုက်တဲ့အခါကျတော့တဏှာကိုဒေါသမီးလဲသေးသွားရောငြင်းချမ်းတဲ့ဘုဒ္ဓရောက်တော့နှစ်သက်မလာဘူးလားနှစ်သက်လာအဲပီတိတံမောစေအဲအဲ့လိုပူတွေ့ခံစားတဲ့ပီတိဖြစ်ရမှာတင်ပါဘုရားတော့ပီတိတံမောစေခေါ်လို့ရွတ်တာပီတိမခံစားဘူးတင်ပါဘုရားပီတိဖြစ်တော့စိတ်ကကြည်လင်လန်းဆန်းတော့ ကြမ်းတမ်းတဲ့ယုတ်တွေမကောင်းတဲ့ကိလေသာယုတ်တွေအဲ့ဒါတွေကိုဓမ္မတက်ကနေဖျက်ချတယ်တင်ပါဗျာတောင်းလို့ယောဂပြတ်တယ်တင်ပါဗျာအဲ့တော့မှစိတ်ရဲ့ကြည်လင်းလန်းလန်းဆန်းမှု အားကောင်းတော့အဲ့ဒီလန်းဆန်းတဲ့အရှင်ရောက်နော်ဒုက္ခမယုတ်အနုပယယုတ်တွေလူတဲ့ယုတ်တွေတက်လာပြီးတော့ကြမ်းတမ်းတဲ့ယုတ်ညံကြီးပျက်စီးသွားတယ်တင်ပါဗျာတောင်းယောဂပြတ်လို့တင်ပါဗျာဒီအဲ့တော့မှပို့ပြီးအားထုတ်ရှင်လာတဲ့ဝိရိယတန်ဖိုးစဉ်အခုကြတော့တရားထောက်အောင်မကြောက်တော့ဘူးဘယ်သူကဖြက်ဖြက်နော် မကြောက်တော့အာလုံးဆွလွန်နိုင်ဘူးတွေ့ခံစားရအောင်တမပါဗျာဒီအတော့မှဥပိ္ပကတံမောစဉ်ဒီခုနကတော့ဓာတ်ရဲပုံပုံလေးလဲဥပိ္ပကပြုခဲ့တယ်တမပါဗျာဒုက္ခဝိနာတက်လာတော့ရုံးမဲ့ကမ်းမဲ့ပြင်းမဲ့လှုပ်မဲ့ရွမဲ့ဆိုတဲ့တဏှာကိုလဲဥပိ္ပကပြုခဲ့တယ်တမပါဗျာအစနဲ့စာနဲ့အဟောနဲ့ပြုတာမဟုတ်ဘူးလက်တွေ့ပြုရတာတမပါဗျာညီတလောက်ယောဂါရီရနေတဲ့ဂျာရီကဥပိ္ပခာပြုရတာနော်တမပါဘုရားလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ဘူးတမပါဘုရားအဲ့တော့ဥပိ္ပခာတံမောစဉ်ပြုလိုက်တဲ့အခါကျ ဝရိယတန်ဖိုးစဉ်တရားကျင့်ရမှာပို့ပြီးတော့နှစ်သက်လာတယ်အားရှိလာတယ်ကျင့်ရတာပီတိဖြစ်လာတယ်တမပါဗျာဝရိယတွေစိုက်တာတမပါဗျာအဲ့လိုဘိုးစဉ်တွေတက်ရတယ်ဘိုးစဉ်အဲ့လိုဘွားမှာယောဂပြောက်တာတမပါဗျာဟုတ်ကြောက်ပြီးတော့ယူလေနဲ့ယွတ်နေလို့မရအောင်တမပါဗျာခန္ဓာမှာအကျင့်နဲ့ယွတ်မှရတယ်အကျင့်နဲ့ဘွားမှရတာတမပါဗျာအေးတို့ခရကယောဂတွေဖြစ်လာရင်ဘိုးစဉ်ဘွားပါဆိုတာတရားကျင့်မှာဆိုကြည့်ပြီးတော့ဘွားမှာအယွတ်နဲ့သွားကျင့်နေတော့မတိုးတော့ ရားဟောတာအလကားလူလူဖြစ်တယ်တမပါဗျာဟုတ်ပြီနော်တမပါဗျာကိုကလက်တွေ့နဲ့ပြောတာတမပါဗျာအခုတော့ဆရာဝန်တွေက မဖြစ်နိုင်တော့ပါဘူးဆိုတော့ယောဂဟာတရားနဲ့တွေ့တော့ဆရာဝန်တွေမဖြစ်နိုင်ဘူးဆိုတော့ဆုံးဖြတ်ချက်ကမှန်ပြီလားမမှန်တော့ပါဘူးဗျာအဲ့တော့ဒုဗျာဒုသာသနာကအဲ့ဒီလောက်ဒိဋ္ဌဓမ္မကေတင်နေတာကြီးကိုဒီလိုကြည့်မှဒီလိုကြေတာကြီးစာဖတ်ပြီးကြေလို့မရဘူး တင်ပါဗျာတရားနာပြီးတော့ခဲလို့မရဘူးကျင့်မှာအခေခံမှာတင်ပါဗျာမြတ်စွာဘုရားအခေခံနေဆိုတော့လက်တွေ့ကျင့်မှာအခေခံရတာတင်ပါဗျာနော်နာနေကိုဖတ်နေကိုလေ့လာအောင်လည်းမရဘူးတင်ပါဗျာနော်အခုတော့ကြီးမဟာပလင်းအောင်မြင်သွားတဲ့ဒုတိယအကြိမ်လေအချောသစကံဝင်သွားသွားရောစိတ်ရဲ့အစွမ်းအားတွေဓမ္မတအားတွေကိလေသာငြိမ်းသက်တဲ့အားတွေအဲ့ဒီအားတွေကယုတ်ကြမ်းတွေကိုဖြစ်ပြီးတော့ ယုံမှုတွေကိုအသက်တစ်ပတ်ပြန်ဖြစ်စီတဲ့အတွက်ကြောင့်ညီယောဂါကြီးတင်းရင်းပြောက်သွားတယ်။တင်ပါဘုရား။လူရင်းပြောရလို့ရှိရင်တော့သူတို့ရဲ့စီလောကမှာမပြောက်တော့ဘူးလို့ပဲဆုံးရ။တင်ပါဘုရား။သူတို့မပြောက်တော့ပါဘူးသေမယ်ဆိုတဲ့ယောဂါကြီးကအခုတရားကကယ်သွားပြီ။တင်ပါဘုရား။အဲ့တော့သူများကတရားထုတ်လို့သွားတားတဲ့ပုဂ္ဂိုလ်ကဒီကျိုးရပါမလားမရပါဘူး။အဲညို့သေတော့လို့ပြောတာနဲ့တူပဲ။တင်ပါဗျာ။ဟုတ်ပြီနော်။တင်ပါဗျာ။ဒါကြောင့်မလို့တို့မြန်မာနိုင်ငံမှာတို့ဗုဒ္ဓဘာသာဝင်စဉ်းစားဖို့ကောင်းတယ်။တင်ပါဗျာ။ အာအောင်လံဆရာတော်ပြတဲ့နေ့ကကျမ်းနေကျမ်းနေဆိုတာဟုတ်ဘာကျမ်းတာလဲဆိုတာကိုမခွဲကြအောင်တင်ပါဗျာဒုဟာအချောင်းလိုချင်တာပဲတင်ပါဗျာတသက်တာနဲ့လိုချင်တာပဲတင်ပါဗျာဟုတ်အခုတော့ဒုက္ခဝိညာဏမှာတဏှာဒေါသကရက်တောင်ခတ်လို့လည်းမပေါ်လာဘူးဟုတ်စိတ်ရှင်ငယ်ကြောက်တံပရများနဲ့ညီစိတ်တွေမှာရှိတဲ့ကိလေသာကိုပေါ်ခဲ့ပါတတ်မလို့ပါဆိုလုံးလို့ရတယ်မရပါဘူးခင်ဗျအဲ့ဒါကြောင့်မလို့မဟာပလင်နဲ့အကြောင်းခံပြီးပေါ်တယ် တယ်မှာဗျာရင်မင်းရိုင်းတတ်ချင်အဲဝိသေကောင်ဘုံချလိုက်လားပြားကောင်တွေလာရင်ပန်းဆိုင်လေလာညှားခေါ်တာပေါ့တမပါဗျာအခုလေစေတမရှိတဲ့ခိလိတာပုရုဇဉ်ဒလိကျမ်းနဲ့တကွာစေကျမ်းစရာကျမ်းဒေါသကျမ်းလောဘကျမ်းကိုတတ်ချင်တော့ခေါ်ရမှာတမပါဗျာအလကားခေါ်လို့များတော့မဟာပလင်နဲ့ခေါ်လိုက်တာတမပါဗျာအဲ့ဒီလိုအကြောင်းခံပါတယ်ဆိုတာမသိဘဲနဲ့နော်ဘာမဟာပလင်ရှိမှတရားလားတမပါဗျာလက်စွာဘုရားဟောတဲ့တရားမှာမဟာပလင်ကျင့်စဉ် မဟာပြင်ကျင့်ရမယ်လို့ပါလို့လားလို့ပညာနည်းတဲ့ပုဂ္ဂိုလ်တွေကအဲ့လိုဆုံးဖြတ်ကြတယ်ပါဗျာမြတ်စွာဘုရားကဘယ်လိုထိုင်ရမယ်လို့မပါဘူးသမဘုရားဘယ်လိုပဲကြင့်ကြင့်ဒုက္ခင်တွေကြောရမယ်သမဘုရားကိုပေါ့ဘုမာဘလူမဲ့ချိတ်ချိတ်မချိတ်ချိတ်ပေါ့သမဘုရားနော်ဘုရားကတော့ကြီးမပြောတော့သမဘုရားသူလူရင်းပြောလိုက်ပြီဒုက္ခင်တွေကြောရမယ်သမဘုရားညီအခုကာယကဒုက္ခဝေဒနာအာဘလင်း၅နိုင်၃ညချိန်ချာနောက်ဆုံး မဟာပလင်းနေစချက်ရာနေဆုံးနေဒီစိတ်ဆင်းရဲတာရှိသေးလားမရှိပါဘူးဗျာအဲ့ဒါကအဲ့ဒီလိုပုံတွေ့ခံစားထားတဲ့အောင်မြင်မှုဆိုတာစာဖတ်လို့မရဘူးတရားနာလို့မရဘူးတင်ပါဗျာစာဖတ်ပြီးတရားပြတဲ့ပုဂ္ဂိုလ်ရှိမှမရဘူးတင်ပါဗျာကိုကျင့်ထားတဲ့ကိုကျင့်တရားနဲ့ကိုယ်ဆိုင်ကျင့်ထားတဲ့ဆရာရှိမှကျင့်မှရမှာတင်ပါဗျာဘာလို့ဆိုသူတို့မှလမ်းမသိတာတင်ပါဗျာလမ်းမသိတော့အမှန်ပြီးတော့ပြောတာဟာဒါကြီးဝိညာဉ်တက်တော့ပြင်းထန်တော့ဆင်းရဲတော့ဘယ်လိုလုပ်တရားရမှာလဲ တခါညောင်းတခါပြောင်းနေညောင်းနေပြောင်းနေညောင်းနေပြောင်းနေရင်ဘယ်တော့ပြီးမလဲမပြီးပါဘူးခင်ဗျာအယုတ်ကြီးကညာရိုက်တော့လဲညောင်းနေတာပဲတင်ပါဗျာအဲ့ဒါညောင်းနေပြောင်းနေရင်ပြောင်းတဲ့အလုပ်ကြီးပဲစိတ်ကတောင်းနေမှာဘယ်တော့ဒုက္ခနေတော့သစ္စာနိဗ္ဗာန်မလို့သွားမလဲတင်ပါဗျာဟုတ်ပြီနော်တင်ပါဗျာညိုက်တော့မဟာပလင်ကျင့်တာကိုအပြည့်ပြောကြတယ်ကြာကြာထိုင်တာကိုအပြည့်ပြောကြတယ်တင်ပါဗျာဒီအခုတော့မဟာပလင် ကျင့်စဉ်နဲ့အင်းမင်းထန်ထန်ကျင့်တာညီကောင်းကျိုးဆုံးကျိုးပေးရရကောင်းကျိုးရပါတယ်အဲ့တော့ကောင်းကျိုးရတဲ့လမ်းကိုမသိဘဲနဲ့ရမ်းပြောတဲ့ပုဂ္ဂိုလ်ကကောင်းကျိုးရတဲ့လမ်းကိုသူမလျှောက်ထားလို့တင်ပါဗျာကောင်းမှန်မသိလို့တင်ပါဗျာအဲ့လိုရမ်းပြောတာတင်ပါဗျာအခုတော့ညီအပြောသမားနဲ့အကျင့်သမားနဲ့ကွဲသွားပြီမဟုတ်လားတင်ပါဗျာကွဲသွားပြီအခုတော့မြတ်စွာဘုရားရဲ့တရားတော်ကတန်ဋိဋ္ဌိကိုလက်ငင်းချက်ချင်းအကျိုးပေးတယ်ဆိုတာညီခံစားတော့တင်ပါဗျာ ဘလို့မှမဖြစ်နိုင်တော့ပါဘူးဆိုတဲ့ယောဂာကြီးကဟုတ်ပြောက်လားတင်ပါဘုရားဟုတ်ပြီနော်တင်ပါဘုရားအဲ့တော့ညီကြီးလို့တချို့တရားကျင့်မှုတရားနေတဲ့ပုဂ္ဂိုလ်များမပြင်းပြင်းထန်ထန်ကျင့်တာကိုတားတဲ့ပုဂ္ဂိုလ်များဝိညာဉ်ရှိပြီးတော့ကြောက်ပြီးတရားကျင့်ရမှကြောက်တဲ့ပုဂ္ဂိုလ်များကိုညီကဘလို့တိုက်တွန်းနေလဲတပည့်တော်ကတော့ဝေဒနာကိုကြောက်နေရရင်လည်းအချိန်တိုင်းတော့တည်ရမှာပါပဲဖေဗျာဝေဒနာရဲ့နှိစ္စတာလည်းတည်ရမှာပါပဲဖေဗျာ ကုန်လုံးကတော့တပည့်တော်ကတော့ဒီတရားတွေကိုအထုတ်တဲ့အချိန်မှာခန္ဓာကိုယ်ကဝေဒနာတွေအလုံးပျောက်တယ်ဆိုတာတော့တပည့်တော်ကဟိုလာဖို့ပေါ့ဒီဘုန်းလို့ရှိမှတရားအထုတ်ဖို့အကုန်လုံးအတွက်ကိုတော့တပည့်တော်ကပြောချင်ပါတယ်ဗျာတပည့်တော်ကိုယ်တိုင်ကိုတတ်အထုတ်ခဲ့ရတဲ့အတွက်တပည့်တော်ခံစားခဲ့ရတဲ့ဝေဒနာတွေတကယ်လက်တွေ့ပျောက်တယ်ဆိုတာကိုလည်းတပည့်တော်အားလုံးကိုပြောချင်ပါတယ်ဗျာ 頼んだあるかああ,あ